ကျွန်တော်လိုင်းပေါ်မှာမတွေ့ဘူးပေါ့နော်ကိုကြီးစင်ပြေလာပေါ့နော်ကိုကြီးမန်လေးချင်းနေလေအကုန်လုံးအတီးပြီးကြပြီဖြစ်ပါပါဘယ်နေရာမှာအဆင်မပြေပါဘူးဗျအဲ့အဆင်မပြေရကြားထဲမှာမှာကျွန်တော်ရဲ့ဖခင်ဖြစ်သူပါလေပါဝင်သွားတယ်ပေါ့ကျွန်တော်ဖခင်ဖြစ်သူပါဒီငါးရက်တိုက်အောင်မှာဟိုတိုက်ပြီးသွားတယ်လေဒါပေမဲ့ညမနေမှာတစ်ခါမှမကြုံဘူးရဲ့ ပုံစံမျိုးနဲ့ကျွန်တော်တို့ဂျုံတွေ့ရတဲ့တဘာဝဘေးကနေဆိုတော့လည်းဘာမှသွားပြီးတော့မှအပြစ်တင်လို့မရအောင်ကျွန်တော်တို့ကြံအောင်ပဲအပြစ်တင်အောင်ပေါ့နောက်တစ်ခုကဟိုတားဖာခြင်းဖြစ်တော့ဒါအများဆုံးမှဖြစ်မှုကြမယ်ထင်ပါတယ်ကျွန်တော်အဖေကိုဟိုချစ်တယ်လို့တော့ကျွန်တော်မပြောမိဘူးမပြောလိုက်ရဘူးမမရရဆိုကျွန်တော်အသက်20နောက်ပိုင်းဆိုရင် နာယောက်ျားလေးချင်းချင်းမူလာမပြောတတ်ပါခုမရှိတော့မှသူ့ကိုကျွန်တော်တွေ့ချင်တယ်လောလောနဲ့လောနဲ့သူ့เสียဘာကူညီမမရဟင်တော့များသေးရမလားရှေ့လျှောက်ဘလို့ယက်တီရမလဲဆိုတော့ကျွန်တော်အချမ်းချမ်းတောင်းချင်တယ်မရှိမှတန်မှုကိုသိတယ်ဆိုလို့ပြောရင်လည်းကောင်းခံရမှာပဲအဲ့တော့ငါညီရောငါဒီမှာကျွန်တော်ဗီဒီယိုကြည့်ရညီကိုတွေလည်းရှိမယ်ဗျာ မိဘကိုရှင်းအောင်တမိုးထားပေးပါလို့ကျွန်တော်ပြောချင်တယ်။ကောင်းဆုံးကူဆိုင်ပေးပါ။သူကိုယ်ပေါ်ကောင်းနေဖြစ်စေဆိုးစီဖြစ်စေပေါ့နော်။မရှိမှနားလေဟာ။ကြောက်ရတော့ဗီဒီယိုလေးတော့ကျွန်တော်ရှင်းလိုက်တော့မယ်နော်။ကျွန်တော်နောက်ပြီးလှုပ်ဆောင်ရမယ့်ຢာလေးရှိသေးရမလို့။အားပေးကြရတဲ့လူတွေအကုန်လုံးနောက်ပြီးတော့ကျွန်တော်ကိုစိတ်ပူပေးတဲ့လူတွေအကုန်လုံးလည်းကျေးဇူးများတင်ပါတယ်။ကျွန်တော်နဲ့ don't need to ဘောနော်ထပ်တူဒုက္ခ ရောက်နေတဲ့လူတွေလည်းအများဆုံးအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။